အလုပ်ပဲမင်္ဂလာပါရှင်ဖေဇောကပြန်လဲကျူဆိုပါရယ်ဒီနေ့ဤလေးကခန်းနာတဲ့သူတွေဖြစ်ပုံเนาะအဲအရင်ဗီဒီယိုမှာလည်းတခုရိုက်ထားတယ်ပေါ့เนาะဒါပေမဲ့လုံနီးမတူတဲ့နောက်ထပ်ကျင့်စဉ်လေးနဲ့ဘလို့ထပ်ပြီးတော့ကျင့်လို့ရလဲဆိုတော့ပြတ်တက်ပြေးသွားမှာဖြစ်ပါလိမ့်ရှင်အားလုံးကြူလိုက်ခြင်းအောင်เนาะနေ့တော့ဝင်ရလေးမောင်းအိတ်လိုက်ပါမယ်ဖြာလေးပေါ်မှာဝင်ရလေးမောင်းအိတ်မယ်ခြိစက်လက်စက်လေးပေါ့เนาะခြိစက်လက်စက်လေးခဏကိုတခုလို့ဆွဲဆန်လိုက်ဒီနေသားလေးမှာညာလက်လေးအမြင်ထားလိုက်ပြီးပြင်ပေးချလိုက် ပြင်ပြင်ချမယ်ပြင်မဗိုက်ပေါက်တင်မတခါလေးညင်မယ်မမယ်ချမယ်မမယ်ချမယ်မမယ်ချမယ်မပြီးတော့ပိုးထားပါမယ်ဟုတ်ပြီခေါင်းရလည်းရှေ့ကိုကြည့်ထားပြီမယ်ไผ่ปอกติมาညစ်တော့လည်းမလို့ပါဘူးရှစ်သွင်းရှစ်ထုတ်ပုံမှန်လေးလောက်ထားပေးမယ်ထိန်းနာမယ်5 4 3 2 ဘွားခြေလေးတင်းပြင်းနောက်တစ်ဖက်သွားပါမယ်ဘယ်လက်လေးပုံစံညာခြေောက်လေးပုံပြင်းပြင်းချမယ်မမယ်ချမမယ်ချမယ်မမယ်ချမယ်မမယ်ချမယ်မပြီးတော့ခိုးထားပါမယ်ခြေတင်းခြေောက်လေးပုံမှန်လေးလောက်အိမ်နာမယ်5 4 3 2 ဘူးပြေးပြေးချင်းပြင်ချင်းဟုတ်ကဲ့ဒီခါဇုံလေးမရအောင်မမေပြင်ချင်းမမေပြင်ချမယ်မမေချမယ်မမေချမယ်မပြီးတော့ကိုးထားရအောင်ရှုသွင်းရှုထုတ်ပုံမှန်လေးလုပ်မယ်5 4 3 2 1ဝါပြေးပြေးချင်းပြန်ချ။ဟုတ်ကဲ့ပြီးတော့ဒီမှာဒူးစုံလေးပြေးမယ်။ လက်ကလေးခြေကျင်းလေးကိုအားကိုက်ကိုက်တဲ့နေရာမှာမိမိရဲ့လေးကိုင်ထားပေးမယ်လေရရှူမယ်ညှစ်ပြီးတော့ဆွဲဟုတ်ဘူးကိုနိုင်သလောက်လေးပဲသွားပြီနော်ဒူးလေးကိုညှစ်ဟုတ်တယ်ဆွဲတင်ထားဘူးခြေသေးခြေထောက်လေးလှောက်ထားပေးမယ်အိမ်နာမယ်5 4 3 2ဝါအော်ခေဖြည်းဖြည်းပြန်ချောက်ပြီးဒီခါကျရင်ပလက်ကလေးလန်ရအောင် ဖလက်ကလေးဖလက်နေထားလေးခြေပနောက်လေးနဲ့တင်မလေးနဲ့တစ်ခွာလောက်ချဲထားပြီးမြင်ချူလေးရှစ်တက်တက်ကိုပဲလက်ထားပြီးလက်ကလေးကတင်မပြီးတစ်ဖက်တစ်ဆင်မှာမောက်ရက်လေးဒူးနှစ်ခုကိုထိထားကြပြီနော်ဒူးကိုပေါ့ကွာဝေးတိုင်းပဲချဲထားပြီးမြင်ရိုးရှူရှူထောင်းဖိုက်ပေါက်တင်မနေမိညာရိုးလေးကိုဆွဲကြုပ်ပြီးတော့တွန်းတင်မှာ မြင်းဆောင်လေးဒီဇိုင်းပုံစံမျိုးလေးပဲအရင်အပေါ်တို့မျိုးကြီးတွန်းတင်ရမလို့နော်ဒီတိုင်းလေးပဲတစ်ချောက်တည်းဖြစ်နေပြီခန္ဓာကိုယ်လေးကဒီတိုင်းလေးမှာပဲရှုသိမ့်ရှုထောက်လေးလုပ်မယ်ဒါလေးကိုတမင်းနဲ့ကနေနမင်းတင်နေတိနေလို့ရတယ်နော် Okay ဒီဗီဒီယို5မှာတော့10 second လောက်ပဲနေသေးပါမယ်ချီပွားတွန်းအားလေးနည်းနည်းလေးထည့်ပေးမယ်တင်မလေးကိုအပြင်းပြင်းထားပေးမယ်10 9 8 7 6 5 4 3 2 1ဝမ်ပြေမြင့်မြင့်ပြန်ချဒူးလေးကွေးမယ်လက်ကလေးနဲ့တစ်ချက်ပြန်ပြီးတော့ပိုက်ထားပြီခဏလေးပဲအိုကေပြန်ချအိုကေဒီနေ့လက်ချက်ကလေးရတော့၃မျိုးတည်းပေါ့နော်၃မျိုးတည်းပဲအများကြီးမဟုတ်တဲ့အတွက်လွယ်လွယ်ကူကူလက်မမိစေတဲ့အိမ်မှာလည်းခုပါကိုလုံလို့ရတယ်ဖြစ်တာအတွက်ကလုံးလိုက်တင်ပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်